ဘင်္ဂလားပင်လယ်ော်မှာဖြစ်ပေါ်နေတဲ့အာကောက်နဲ့လေပြင်းအနေရေဝန်းရဲ့အချိန်ကြောင့်ရခိုင်မှာအခုရက်ပိုင်းအတွင်းမိုးသေးထန်စွာရွာသွန်းနေတယ်လို့သိရပါတယ်။ဇွန်လဒုတိယပတ်အတွင်းကနေစတင်ကရခိုင်ပြည်အနှံ့မှာမိုးသေးထန်စွာအဆက်မပြတ်ရွာသွန်းနေတယ်လို့ဒေသခံတွေကပြောကြပါတယ်။လင်းငါရဲ့စတိုက်မိုးရွာသွန်းနေတာဟာလက်ရှိအချိန်အထိမရက်သေးဘူးလို့ညဦးဒေသခံအမျိုးသမီးတယောက်ကနရီဇီယာကိုပြောပါတယ်။ကြောက်တော့ဒေတာခန်တယောက်ကလည်းမိုးအဆက်မပြတ်ရောသွန်းနေတာတပတ်လောက်ရှိပြီဖြစ်ကာ အခုရက်ပိုင်းအတွင်းပိုပြီးသေးထန်စွာရာသွန်းနေတယ်လို့ပြောပါတယ်။ရခိုင်ပြည်မြောက်ပိုင်းကမြို့တွေအပြင်ရခိုင်ပြည်တောင်ပိုင်းကမြို့တွေမှာပါမိုးတွေအဆက်မပြတ်ရာသွန်းနေတာဖြစ်ပြီးတရှုံမြို့တွေမှာမြေကြီးရှောင်းကြီးတွေကရှန်တက်လာတာမျိုးတွေလည်းရှိတယ်လို့ဒေသခံတွေကပြောကြပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအနောက်တောင်ပိုင်းနဲ့အဲ့ဒီနယ်ဆက်ဆက်နေတဲ့အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်တွေမှာလေပြင်းအားနည်းရဲဝံတစ်ခုဖြစ်ပေါ်နေတယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ လက်ရှိအဲ့ဒီအားကောင်းတဲ့လိပီအာနေရဲဝန်ရဲ့အရှိန်ကြောင့်မိုးဆက်တိုက်ရော်သွန်းနေပြီးရခိုင်ပြည်အတွင်းတရှုမြေနေပိုင်းဒေသတွေမှာနေအိမ်တွေရင်းနှီးမြုပ်တာတွေလည်းရှိနေတယ်လို့သိရပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။